ယူကရိန်းနဲ့မာဇီလန်စကီကငင်းငင်းကြီးဟာကျွန်တော်အားလုံးပေါ်မှာမူတည်နေတယ်လို့ကုလသမဂ္ဂရဲ့အကြိမ်80မြောက်ညီလာခံမှာပြောပါတယ်။ယူကရိန်းကကိုယ်နဲ့မြေတွေကိုကိုပြန်ယူနိုင်ပါတယ်လို့သမ္မတထရန့်ကလည်းထောက်ခံပြောနေပါတယ်။ဇီလန်စကီကနေရောက်မှကျင်းပတဲ့အကြိမ်80မြောက်ကုလသမဂ္ဂထွေးညီညာခံမှာဒီကနေ့မိန့်ခွန်းပြောရမှာငင်းငင်းကြီးဟာကျွန်တော်တို့အားလုံးပေါ်မူတည်တယ်လို့ထည့်သွင်းပြောသွားပြီးမနေ့ကတော့မိုက်ကန်သမ္မတထရန့်ကရုရှားယူကရိန်းစစ်ပွဲပေါ်သူ့ယက်တီချက်ကိုပြောင်းလဲခဲ့ပါတယ်။ ယူကရိန်းနေနဲ့ရုရှားသိမ်းထားတဲ့အမည်အားလုံးပြန်လည်ရယူနိုင်တယ်လို့ပထမဆုံးအကြိမ် true ချက်ချပြောလာပါတယ်။ဇလန်စကီကအမေရိကန်ရဲ့ကူညီတွေအတွက်မိမိကျေးဇူးတင်ကြောင်းကုလသမဂ္ဂညီနာခံမှာပြောခဲ့ပြီးရုရှားကိုစန့်ကျင်ကြဖို့တကမ္ဘာလုံးကိုတိုက်တွန်းပါလေ။ပူတင်ကိုမရားစီနိုင်ရင်စစ်ပွဲဟာပုံမကျပြတ်နဲ့ရှိုင်းလာမယ်လို့ဇလန်စကီကသတိပေးပါတယ်။ကုလသမဂ္ဂထရီညီနာခံမှာတက်ရောက်နေသူတွေအနေနဲ့ပြန်ပေးဆွဲခံရတဲ့ကလေးတွေကိုနေအိမ်ပြန်ပို့ဖို့ စစ်အကျဉ်းသားတွေလွတ်မြောက်ဖို့အစားကနေပြန်လည်ရရှိစေရေးအတွက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ဇီလန်စကီးကပြောပါတယ်။မေဂွန်းနောက်ဆုံးမှာဇီလန်စကီးကအမေရိကန်သမ္မတထရန့်နဲ့မနေ့ကပြုလုပ်ခဲ့တဲ့တွေ့ဆုံမှုအကြောင်းကိုပါထည့်သွင်းဖော်ပြခဲ့ပါတယ်။မိမိကိုဝါရှင်တန်ရဲ့ထောက်ခံမှုတန်ဖိုးထားကြောင်းပြောရင်လည်းနောက်ဆုံးမှာငြိမ်းချမ်းရေးဟာကျွန်တော်တို့အားလုံးပေါ်မူတည်ပါတယ်လို့ပြောသွားပါတယ်။ရုရှားကဒီစစ်ပွဲကိုဆက်ဆွဲတဲ့အချိန်မှာတိတ်ဆိတ်မနေကြပါနဲ့။ကျေးဇူးပြုပြီးအားလုံးကရှုတ်ချပါလို့ဆိုပါတယ်။ ူရဲ့မိန့်ကွန်းကိုအဆုံးသတ်မှာယူကရိန်းကိုဂုံပြူကြပါဆိုတဲ့စကားလုံးနဲ့အဆုံးသတ်ပါတယ်။ဇီလန်စကီမိန့်ကွန်းကိုတော်တော်များကမတ်တရက်ပြီးလက်ခုပ်တည်ကြပါတယ်။တနာထရန့်ကတော့ယတိကျပြောင်းလဲခဲ့ပေမဲ့ယူကရိန်းအတွက်ရမုံဝေသမုတ်လက်နက်တွေထပ်မံပေးအပ်မယ်လို့တော့တရားဝင်အတိအပေးပြောကြားခြင်းမရှိပါဘူး။လက်ရှိချိန်ဒီမှာယူကရိန်းနဲ့နေမြေအလုံးကိုပြန်လဲရယူနိုင်ဖို့ကလည်းဖြစ်နိုင်ခြင်းမရှိသေးပါဘူး။ရုရှားဟာထရန့်ပြောကြားချက်ကိုတဏမန်နီနဲ့တုံ့ပြန်ခဲ့ပေမဲ့ ရုရှားဟာစက်ကူကြားတဲ့ဝဝတကောင်ဖြစ်တယ်လို့သတိပေးလိုက်ပါတယ်။ထရန်ကလူမှုကွန်ရက်မှာဗာရေးလဲဆိုတော့ယူကရိန်းကဥရောပသမဂ္ဂရဲ့ထောက်ပံ့မှုနဲ့ရုရှားကိုတိုက်ပွဲဝင်ပြီးမူလသူတို့ပိုင်ထားတဲ့နယ်မြေအလုံးပြန်သိမ်းနိုင်မယ်လို့ထင်ပါတယ်။သူတို့နိုင်ငံပထမတည်ထောင်ထားတဲ့နယ်မြေအလုံးကိုပြန်ရယူနိုင်မှာပါ။ခရိုင်းမီးယားကိုပါယူနိုင်မှာပါ။လိုရာထက်တောင်ပိုသွားနိုင်ပါတယ်လို့ပြောဆိုပြီးရုရှားဟာစက်ကူကြားတတလို့တောင်မှမှတ်ချက်ပေးသွားပါတယ်။ ခွန်ကပူတင်နဲ့ငင်းချင်းယူဖို့လှုံ့ဆော်နေတော့ကယူကရိန်းဘက်ကနေမြေချို့ရုရှားကိုပေးရမယ်လို့အဆိုပြုခဲ့ပါတယ်။အဲ့ဒီတော့ကပူတင်ရဲ့ဒီသဘောထားဖြစ်ပုံရပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းပူတင်ကလည်းတရုတ်ပြည်သွားပြီးတော့သူ့ရဲ့ရည်တည်ချက်ပုံစံတွေကပြောင်းလာပါတယ်။အခုဇီလန်စကီနဲ့နှစ်ယောက်ထဲဒီတရက်နီးပါးတွေ့ဆုံဆွေးနွေးမှုပြီးရုရှားပေါ်ဆက်ဆက်ပေါ်လည်းတစ်စစ်ချိုးပြောင်းသွားပါတယ်။သူနဲ့ပူတင်ကဆက်ဆက်ရေးဟာဘာဒိတ်တပယ်မှလည်းမရှိတော့ဘူးလို့ထရန့်ကပြောသွားပါတယ်။